်င်္ဂလာပါရှင်ပြီးခဲ့တဲ့2021လပိုင်းဟာရိုးစုနိုင်ငံသားသားထိမ့်သိမ်းဆုံးရှောင်းရေယုံမီးလောင်ကျွမ်းခဲ့တဲ့နေ့ဖြစ်ပါတယ်ဒီပြဿနာဖြစ်တာ3နှစ်ရှိပါပြီဒါကြောင့်နိုင်ငံသားသားထိမ့်သိမ်းရေယုံများယခုလက်ရှိဘာတွေများထူးခြားလာတာကိုကြည့်ရှုရအောင်ရှင် ရိုးရရင်ကျင့်မှုကစားပွဲများကြောင်းဆောလာပွဲတော်ဟာစီကားတက်မြိုက်သွားပါတယ်။နေ့လယ်စာကိုတော့ကိုရီးယားတုတ်ခုနဲ့ပေါ့စီကိုရီးယားအစားတောက်များနဲ့စားတောက်ကြပါတယ်။ဒါကြောင့်လည်းအမိနိုင်ငံတတိယချင်းကိုခိတ္တခဏပြေပျောက်စေပါတယ်။ ပြီးခဲ့တဲ့၁၄ရက်နေ့ကလည်းနမ်မြန်ဂျူနိုင်ငံခြားအလို့သမားထောက်ပံ့ရေးရုံးမှနိုင်ငံခြားသားများနဲ့အတူတကွကိုရီးယားနှစ်ကူဆောလာပွဲကိုကျင်းပပြုလုပ်သွားပါတယ်။ဒီပွဲကိုတော့ကိုရီးယားအလို့သမားအစည်းအရုံးနဲ့ထောက်ပံ့မှုနဲ့ဖြစ်မြောက်သွားပါတယ်။နိုင်ငံခြားအလို့သမားများတအူးကိုဆန်၄ကီလိုပေးပြီးအလုံးဆန်အိတ်၂၀၀ဝေမျှသွားပါတယ်။နိုင်ငံခြားသားများအတွက်ဒီနှစ်ဆောလာကတော့နိုင်ငံ နှစ်သစ်ကိုပျော်ရှင်ခြင်းများနဲ့အတူညီကိုမောင်နှမအိမ်နီးနားချင်းများစုပေါင်းပြီးပျော်ပွဲရှင်ပွဲများပြုလုပ်ပေးတဲ့အတွက်အခြားအချိန်များနဲ့မတူပဲပုံမစိတ်ချမ်းမြေ့ပျော်ရွှင်နေကြပါတယ်2009ခုနှစ်ရိုးစုထိန်းသိမ်းရေးစခန်းမီးလောင်မှုပြဿနာဖြစ်ခဲ့တာ၃နှစ်ပြည့်ပါပြီ။ဒါပေမဲ့နိုင်ငံခြားအလို့သမားများရဲ့ပြဿနာများကတော့ပြောင်းလဲမှုမရှိပါဘူး။ ဖမ်းဆီးပြီးပြည်နှံပေးခြင်းဟာပုံမှန်များပြတ်လာပါတယ်။အထူးသဖြင့်ဤမြောင်းဘတ်အစိုးရတက်ပြည်နောက်တရားမဝင်လို့သမဦးရေ900ခန့်သောအဝတ်တီရှော့စင်နိုင်ရန်ရည်ရွယ်ချက်ထားပါတယ်။မိုးရွာနေတဲ့နေ့မို့လို့မိုးရေထဲမှာပြုတ်လုတဲ့ဆန္ဒပြပွဲဟာတရားမဝင်နေထိုင်သော နိုင်ငံသားအလို့သမားများကိုဖမ်းဆီးပြီးထိန်းသိမ်းရေးစခန်းများတွင်ကောင်းမွန်စွာနေထိုင်ရင်းဖမ်းဆီးထားသူများရဲ့စကားများကိုအတန်းသွင်းပြီးဖော်ပြပေးခြင်းများပါဝင်ပါတယ်။ လာဝကဝန်တန်းကလာပြီးတော့ထမင်းစားနေတာကိုဘာလို့တက်လူလဲလို့မေးပြီးချက်ချင်းပဲဖမ်းပါတယ်။လက်ထိတ်ဟာအရန်ကျက်တော့ခဏလောက်ဖြုတ်ခိုင်းတာကိုငြိမ်ငြိမ်လေးနေပါလို့ပြောတယ်။ကားထဲမှာလူအယောက်15ယောက်ရှိပါတယ်။တရားဝင်တရားမဝင်လို့တမအယောက်20ပြည့်အောင်ဖမ်းရမယ်လို့ပြောပါတယ်။ နောက်ဆုံးကတော့အဲ့ဒီနေနှစ်ပတ်လည်အတွက်လာဝကယုံအရှိစုပေါင်းဆန္ဒပြပွဲတွင် ပါဝင်သောသူများဟာနိုင်ငံသားများအတွက်လူမှုရေးရပိုင်ခွင့်များကိုတေချာတိကျစွာပြုလုပ်ပေးစေရန်ရှေ့ဆောင်ပြီးလမ်းပြပေးသွားမည်ဖြစ်ပါတယ်။ ဒီနှစ်မှာလည်းအစိုးရရဲ့ရိုင်းစိုင်းချမ်းသာမှုများကိုရပ်တန့်ပြီးနိုင်ငံတွင်းသို့ဝင်လာသူများအတွက်ဥပဒေကိုပြုလုပ်ပေးပြီးထိုလူများရဲ့ရပိုင်ခွင့်ဥပဒေများရစေရန်အတွက်အင်တိုက် RI ပြုလုပ်ဆောင်ရွက်ပေးနိုင်ရန်ဆုံးဖြတ်ချက်ချထားပါတယ်။နောက်နောက်ရိုစုထိန်သိမ်းရေးစခန်းမီးလောင်ကိစ္စများကဲ့သို့မဖြစ်စေရန်အတွက်တရားမဝင်နိုင်ငံသားများကိုဖမ်းဆီးပြန်ပို့ခြင်းပြဿနာကိုဖြေရှင်းပေးရပါမယ်။ နိုင်ငံခြားသားလုံသမားတွေဟာကိုရီးယားရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းကအကူအညီသူများဖြစ်တာကြောင့်ဒီလုံသမားတွေကိုအတိအမှတ်ပြုတဲ့ဥပဒေများအမြန်ပြုတ်လုပေးစေရန်လိုအပ်ပါတယ်။